ဘုန်းကြီးတို့တွေစဉ်းစားဖို့ရအချက်ကပါတော့ဆိုလို့ရှိမိမိကိုယ်ကိုထိန်းကြောင်ပဲ့ပြင်ပေးဖို့ပါဘုရားဘာသာမှာအရေးကြီးဆုံးအလုပ်တစ်ခုဖြစ်တယ်ကိုယ်ကိုပြုပြင်ပေးမှုဟာအရေးကြီးဆုံးကိုယ်ကိုကိုကြီးပွားတိုးတက်ခြင်းကိုယ့်ပေါ်မှာမုတ်တည်တယ်လူဆိုးသူဆိုးလူညံ့ဖြစ်သွားတာလဲကိုယ်ပဲဘယ်သူမှပြုမိမိမှုဆိုတာအဲ့တော့ကိုယ့်ကို ဘဝမှာလူတွေကြီးပွားတိုးတက်ခြင်းရသလားကြီးပွားတိုးတက်ခြင်းလို့ရှိရင်ထိန်းကျောင်းရမယ့်နိလန်းတွေရှိတယ်အဲ့ဒီထိန်းကျောင်းရမယ့်နိလန်းတွေတိုင်းကိုယ်ကိုထိန်းကျောင်းမြတ်စွာဘုရားဟောထားတယ်အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသားနဲ့မိမိရဲ့ကိုယ်ကိုရာဆိုတာ ဒါကတော့အလွန်ထင်ရှားတယ်ကိုယ်စာကြိုးစားမှကိုယ်စာတတ်မှလေဒါဒီသဘောကိုပြောတာကိုကိုယ်တိုင်ကြိုးစားမှအရာရာမှအောင်မြင်မှုဆိုရဒါဖြင့်အောင်မြင်မှုတွေကအချောင်ရတာရောမရှိဘူးလားလို့ဆိုအဲ့ဒါလည်းပဲအချောင်ရသည့်တိုင်အောင်သူကြိုးစားလို့အဲ့ဒီအချောင်ကြိုးစားမှုတွေနဲ့ရတာဒါပြောခိုင်မဲသလားဆိုမခိုင်မဲဘူးအဲ့ဒါနော်ကိုယ်အတွင်းကအရာမဟုတ်ပဲနဲ့အပြင်ဘက်ကဟာ ဆိုတော့ internal condition နဲ့ external condition နှစ်ခုတော့ရှိတယ်နှစ်ခုရှိတဲ့အထက်မှာအခြေအနေကောင်းဟာအပြင်မှာအခြေအနေကောင်းလို့ဟိုနေရာရသွားတာလည်းရှိတယ်အတွင်းအခြေအနေကောင်းလို့နေရာရတာလည်းရှိတယ်မရတာလည်းရှိတယ်အကြောင်းဆိုတာတော့တစ်ခုတည်းမဟုတ်ဘူးလို့တော့မှတ်သားထားသို့သောအခိုင်အမာဆုံးအရေးချင်းကတော့ internal quality qualification ပဲဖြစ်တယ် ကိုယ်တဏ္ဏမှာရှိတဲ့အရေးချင်းဟာတော့ကိုယ်ပိုင်နာသိချာအပြင်ဘက်ကအရေးချင်းဟာကိုယ်ပိုင်နာမဟုတ်ဘူးအချိုးပြူတာတခုလောက်ပဲအထောက်ကူပြူတာတခုလောက်ပဲရှိတယ်အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုးစားခြင်းကိုယ်ကိုယ်တိုင်အသိဉာဏ်ရခြင်းကိုယ့်ကိုယ်ပြုပြင်ပေးခြင်းဟာထာဝရမှန်ကန်တဲ့ကိုယ်ပိုင်တဲ့အရာသာဖြစ်တယ်အပြင်ဆိုတာကတော့အခြေအနေတခုအရာအထောက်ကူပြူတာလောက်ပဲဖြစ်တယ်လို့ပြောဆိုရအောင် ဥပမာမယ်အခန်းတစ်ခန်းထဲမှာပြိဘောဂတွေရှိနေတယ်။သို့သောမောင်းနေတဲ့အခါမမြင်ရဘူး။မီးဖွင့်လိုက်တဲ့အခါကျတော့အလုံးပြိဘောဂတွေဘွားကနေမြင်ရတဲ့သပွဲကလထိုင်။ဒါဖြင့်မီးအောင်ကအဲ့ဒီသပွဲကလထိုင်တွေကိုထုတ်လုထားလားဆိုမဟုတ်။မီးကထွန်းပြယုံမဲ့ထွန်းပြ။အပြင်အကြောင်းရဲ့အကူအညီကအဲ့ဒါလိုပဲပြယုံပြနေ။ငကူအရှိရှိမှဖြစ်တယ်ပေါ့။ မာသံဃာလည်းပြောတယ်မဟုတ်လားငကူရှိမှငခိုင်းထွက်မယ်